ကိုယ်စားတက်ကြတဲ့1389ခုနှစ်ခုနှစ်တည်းတဇမောလာဇန်ဆလီရဲ့ခရီးနေတော်နဲ့ဆန်ကားကိုလည်းလိုပဲပါလာ3ရက်ရန်ကုန်ဒေသကြီးလက်ကုမြို့နယ်ရန်လန်ခုနှစ်ပိုင်း6ဘောက်လောက်ပါရှိတယ်ဒရနာအင်းကျောင်းလိုက်တွင်ပေါ့ဒုနီယာစကံပွဲကျင်းပါတယ်တမန္တနာတရားအပြုမတ္တဒါနာအပြင်းအထန်လူကြီးတို့တဲ့ စာစကစံကြတဲ့ကုသိုလ်ရှင်များတို့စာစံများကုသိုလ်များပြုလုပ်ကြတဲ့အားလုံးသောကုသိုလ်ရှင်တွေရဲ့ကုသိုလ်တွေကိုဆက်တော်ကျေးဇူးတော်ချမ်းများပေးနေပြီဒီနေ့အောင်ဆုံးစကစံတဲ့ဇေယျဟံမာလီဖြစ်တဲ့ဗန်အင်ဂျင်ဆွေဤသာဆွေရဲ့ကုသိုလ်ဉာဏ်ဆုံးစကစံကြတဲ့ဂိုင်းမှုကြောင့်မောင်ရဲ့အားစေပြီးဝင်နေ ဒိမတ်နေတဲ့ရှင်မျိုးလူဇန်ကန်ဒုသနာမေတ္တာရှင်ဖြစ်ခံယူတဲ့ကုသိုလ်အတူနဲ့အတူကုသိုလ်တွေအတွက်ဒီနေ့အစောမစကန်ဇန်နဲ့ကုသိုလ်တွေအားလုံးဒီကုသိုလ်တွေဥစ္စာတို့ရည်စက်တော်ချာရပြီဝင်ပြီမယ်ဒီစက်မချမ်းဒီဥစ္စာတို့ကုကလာကထိန်ကလာဆိုတော့ တိပရိသေဘေသာချာသောပရိသေဘေတွေ့ကြတာတွေ့တော့ပရိသေဘေဒီဘာချင်းရဲ့အကျိုးအရာလေးဦးစင်းဘုရားလက်ထက်ကကပ္ပရုခိယမတိဆိုတာရှိပရိသေဘေဘယ်တော့အစားဖြစ်လဲပရိသေဘေဘယ်တော့အစားဖြစ်ခဲ့လဲဆိုပရိသေဘေစတင်ပြီးတော့ဖြစ်ခဲ့တဲ့ကာလကတော့တိတ်တတ်တာမြတ်စွာဘုရားရှင်ရဲ့လက်ထက်ကဟိုကြိုက်ကြတော့ညတော့ တို့ကရမမြတ်စွာဘုရားလက်ထက်တော့မဟုတ်ဘူးနော်တိတ္တတဘုရားရှင်လက်ထက်တိတ္တတဘဂဝတ္တုထူပတိတ္တတတံဘုခဝိစိတတုတိလကိတဝကပ္ပလောကံတပိတဟံသာရမတိလို့ဆိုရစေတိတ္တတဆရာဘုရားရှင်လက်ထက်ကစတင်ပြီးတော့ဘရကဘာဒီညံတွဲရင်94ကဘာတက်ဟိုအကြိုင်းကြီး အဲ့တော့တရားပရိသေဘင်းစပြီးတော့ပေါ်လေကပ္ပလောကဆိုတဲ့မထေရကပြိမာစံကျဲတဲ့ပစိုးလေးနဲ့ပရိသေဘင်းလူရက်နဲ့အဲ့ရနေစာပြီးတော့သူ့မှာသူ့မိသားစုတွေသူနဲ့ပတ်သက်ဆက်ဆက်တဲ့သူတွေပရိသေဘင်းချွေရည်အားလုံးပြည့်စုံပြည့်စုံသွားပြီးတော့လူတို့လိုရနေတဲ့အချိန် ောက်ဆုံးအဲ့ပဋိသမေယူတဲ့အကျိုးကတော့ကိုယ်အကျိုက်ဆုံးအကျိုးပါ။နောက်ဆုံးဘဝမှာပဋိသင်္ပိတာစတတ်သောဝိမောကောပိသံအတိပိသံလပညာသစ္စည်းကသာကတံဘုဒ္ဓတာသာသနာဒီစကလောင်းကတော့ဦးဇင်းအကျိုက်ဆုံး။နောက်ဆုံးဘဝမှာပဋိသင်္ပိတာစတတ်သောပဋိသင်္ပိတာ၄ပါးနဲ့သူပြည့်ပြည့်စုံကြတာ။ဝိမောကောပိသံအတိပိဒီဘောကတရား၈ပါးနဲ့ သာလပညာသစ္စကထဘိညာချောင်းပါနဲ့လည်းဒီမှာပြည့်စုံသွားအကျဉ်းဆုံးစကလုံးကတော့ကတံဗုဒ္ဓတာသာသနာဗုဒ္ဓတာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာအဆုံးအမကတံလိုက်လာပြီးကျင့်သုံးလို့ပြီးပြီဘုရားရှင်ရဲ့အဆုံးအမဘုရားရှင်ရဲ့သာသနာဘုရားရှင်ရဲ့ကျင့်စဉ်တွေအားလုံးကိုကျင့်လို့ပြီးပြီ အလောအားရစရာကောင်းတဲ့အလောဝမ်းမြောက်ဖွယ်ကောင်းတဲ့ဆုံးတော်သူယောဂီတွေတိစုလို့ခြင်းမှာဆိုခြင်းတို့ကြည့်ကြုံကြည့်ပြီးတော့ပရိသမေတွေသွားတည်ကြပြီတော့ပရိသမေကြီးတဲ့အတွက်ပရိသမေယူတဲ့အတွက်ကြားတယ်အချို့ပါကတံဘုရားသာသနာတရားရှင်ရသာသနာမှာကျွတ်တယ်ပြုတ်ထိုက်တယ်ကျင့်တယ်ကျင့်ထိုက်တယ်အကျင့်တယ်ကျင့်ကြားတဲ့ရထိုက်တဲ့အရာတွေ အကျိုးကျေးဇူးတွေလောကီကိစ္စမှာဒီလောကုတ္တရာဖြစ်တဲ့တရားလူတည်လူတွေရအောင်လို့ကတ္တဘုဒ္ဓသာသနာဘုဒ္ဓသာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာဆုံးမနေပါဘူးကတ္တလိုက်နာလို့ခြင်းသုံးလို့ပြီးပြီတဲ့တိလာခြင်းစေသမာဓိခြင်းစေတရားခြင်းစေအားလုံးပြီးသွားပြီသောတာပန်ဆိုတာပြီးသွားပြီတဂရကံဆိုတာပြီးသွားပြီအနာကံဆိုတာပြီးသွားပြီယန္တာလည်းဖြစ်သွားပြီဆိုလို့အားလုံးပြီးသွားပြီပြည့်စုံသွားပြီ ချိန်ဆရာကောင်းနေစေလို့ချိန်ဆရာကောင်းတို့လိုတိုင်းဒေတာဓမ္မယုံလည်းမှာစိတ်ကပရိသေစီရောက်စိတ်ကမျိုးလေးရောက်စိတ်ကဟိရောက်စိတ်ကဇီရောက်တော့ရောက်တောင်းရောက်မဟုတ်ဘူးเนาะတရားတော်ထိုင်နေတဲ့စိတ်နာစီရလေးထားပြီးတော့အာနာပါနရှိမှုဝန္ဒနာရှိမှုဒီလိုသာရှိနေတာစိတ်ကဝေရောက်ပြီးတော့ဒုက္ခစင်သဘောဝဖြစ်တတ်တယ်လေဒီယောဂီတွေမဖြစ်ဘူးလားဖြစ်တာဖြစ်တတ်တယ် အဲ့ဒါကြောင့်ကျေးဇူးတော်ကျင်ပါဘုန်းကြီးမြတ်ဆရာတော်ပြည့်ရသူတီတရားစကားလာဝင်တော့ဟေးတဲ့ဒီတိုင်းလာတော့လူများမကြိုက်ဘူးလေစုံတွဲမှကြိုက်တယ်စုံတွဲလေးနေမှလာခဲ့ဆရာတော်ရဲ့ရည်ရည်အရပြောတတ်တာဆိုတော့ကိုတွေးကြည့်ရတော့မတွေးကြနဲ့ဟေးတဲ့စိတ်နဲ့ကိုယ်နဲ့စုံတွဲခြင်းအောင်လုပ်ပြီးတော့လာခိုင်းတာလေကိုစုံတွဲပြောတာမဟုတ်ဘူးလေစိတ်နဲ့ကိုယ်နဲ့စုံတွဲဆိုရင် အိမ်မှာရှုလည်းရတယ်ဓမ္မယုံမှာရှုလည်းရတယ်ကိုယ်ခန့်ရှုလည်းရတယ်ဘုရားမြတ်သွားရှုလည်းရတယ်တမန်အောင်ရှုလည်းရ

သောမြင်လို့ရှိကောမယိမယအင်္ဂါကုံတော်မင်္ဂမျိုးသုသောမြင်လို့ရှိကောမယိမယဒီမကုံတော်မင်္ဂမျိုးသုသောမြင်လို့ရှိကောမယိမယဆရာကုံတော် င်္ဂမြောသုသောမြန်လို့ရှိကောမိုင်းမယသာရောနှလုံးပြောင်းပြောင်းတရကောင်းအပေါင်းတို့သာရောတရားတော်ကြီးကြပါလေမြတ်တဂရမပေါင်းတရကောင်းတို့တုံပင်တရားချစ်ခင်စိတ်ကောင်းဝိညာဉ်ပါလေဆိုရဲတဲ့တရောစဉ်ပြိတ္တအပေါင်းတို့သည်

ယုတ်သေးစွာရှိကိုလိုက်ကြကုန်ရာတတိကေချေဒဒတာစင်ပြေတဲ့ဥရိယဘုံနဲ့တိုင်ပြီးတရားနာကြတော့ပရိသေမေလူတတ်တဲ့ဂျိုလီဦးဇေနောတေတနာတော်မှာခုနကနိကေ တေရာပရဏပါဠိတဲ့ဒီဒီတေရာပရဏမှာပြန်ရှင်ဟောတာကကပ္ပရုခိယပတိဆိုတာရှိတယ်အဲ့ဒီပတိကြီးကပြန်ပြီးတော့ဥဒန်းကျွင်ထားတာဘလို့ဥဒန်းကျွင်ထားလဲဆိုရင်အဲ့ဒီကျွင်ရဲ့အတဲမှာမှာဥစဉ်အကျိုက်ဆိုတော့ကတံဘုဒ္ဓသာသနာပဲနော်ပတိတမိတာဇဏသာဝိမောကောမိစ္ဆာအတ္တိပိဆလဘိညာသစ္စေကတကတံဘုဒ္ဓသာသနာ သာရောနှလုံးပြောပြောင်းသရောကောင်းအပေါင်းတို့သာရောတရားတည်းရကြပါလေမြတ်တရားတော်ပေါင်းသရောကောင်းတို့တရားရှင်လက်တော်အခါတော်ကဘူးရှိအတေဝိစွာရှိအခါရှိကဘာလုံးကကဘာတဲ့ကိုရှိရ94ကဘာတက်မှာ94ကဘာကိုအများကြီးပဲတော့တနှစ်ပေါ်ဟုတ်ဘူးတဘွားမဟုတ်ဘူးเนาะကဘာကြီးတဲ့ကိုရှိရ 64ကဘာတဲ့တော့ကတဲ့တိတ္တတဘဂဝါတော်ဒုဘသစ္ဆန္တသမုကဝိစိတ္တလုံးတိလကိတဝါကပ္ပရောကံတပိတဟံငါဒီတိတ္တတမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထတော်ခါလုံးကဟို60နဲ့94ကဘာလုံးက94ကဘာအထက်တုံးစီကတိတ္တတဆိုလေမြတ်စွာဘုရားအဖို့ထုတ်ခဲ့ပါပြီ ကိုယ်ဆက်လေးကွာထံတော်ကသိတ္တတဆိုတဲ့မြတ်စွာဘုရားပေါ်တယ်တဲ့သိတ္တတဆိုတဲ့မြတ်စွာဘုရားဝင်တယ်တဲ့အဲ့ဒီမြတ်စွာဘုရားရှင်ရဲ့သိတ္တတအခါမှာပထိုးတော်မြတ်ကိုအဲ့ဒီစေကြီးပထိုးတော်မြတ်ရဲ့ရှင်းပေါက်မှာစံကျယ်သောကပ္ပရောခဝိသိတ္တတုံသောလက္ခဏာစာရမှာကပ္ပရောခစံကျယ်သောပစိုးအခြေဆွေးရှိပြိသမီကိုထားလူခဲ့ဘူးတဲ့ စံကြသောမဆိုးနဲ့အလွန်ကောင်းတဲ့မဆိုးနဲ့ပြည်သည်ပြူလေးပေါ့တို့ရတဲ့မှာတော့ပြောကြတာစွမ်းမှာဆိုလို့ရှိရင်ဖိအလူမှာဆိုလို့ရှိရင်ကတိကျောင်းမှာဆိုလို့ရှိရင်သိခရမှာဆိုလို့ရှိရင်စိစမှာဆိုရင်ဘိဆိုတာမိတပတ်ဆုံးကာလတနာအစဉ်တကံကုရုရဲ့ဉာဏ်ဖြစ်တဲ့ကျောင်းမှာဆိုရင်သိအင်္ဂူရာမြင့်မြတ်တဲ့ပေါ်လေးပို့ပြီးတော့ တင်ငန်းမှာဆိုရင်ကတိကတိတင်ငန်းလူတော်ပို့ပြီးတော့ပြည့်ပြတ်တယ်ပို့တန်ခါရင်မှလူတော်လို့ဘုရားမှာဆိုရင်တော့စိတ်အလိုလူတော်သိကောင်းတယ်ပို့ဒီအကြောင်းလူတကလူချင်းတန်းမှာတရားပို့ပြီးတော့ပြည့်ပြတ်တယ်တင်ငန်းလူလူတော်မှာကတိတင်ငန်းလူတော်ရင်မှပြီးတော့လူတော်ပို့ပြီးတော့ပြည့်ပြတ်တယ်ပို့အဲ့ဒီကတိတင်ငန်းမှာမှကတိပတိတပင်ဆိုပြီးတော့လူကြတဲ့အခြားခြားသောနေရာတွေမှာလည်းလူတွေကအစွန်ပတိတပင်စေပတိတပင်အကြောင်းပတိတပင် ဆိုတဲ့ငယ်ကြောင်းစီပစ္စည်းလေးပါပေါ့နော်ပစ္စည်းလေးပါအဲ့ပြည်သမီးလူတဲ့အဲ့လိုလူတိုင်းကြတဲ့အရှိတော်ဒီပြည်သမီးမင်းနေစားပေါ်တယ်မင်းနေစားပြီးတော့ဖြစ်လာတယ်လို့ဆိုလို့အစားထဲမှာလိုက်ပြီးရရှာတယ်တိတိတိလာဗုဒ္ဓဘာသာနေတယ်ကပ္ပရုခိယတိရဘာရံတဲ့ကပ္ပရုခိယမတိယသူယဟန္တာဖြစ်ပြီးတဲ့နောက်ပိုင်းပြန်ပြီးတော့ဥဒန်းကျွေးသူပရင်ပြန်ပြီးတော့မိတ်တယ်ဘယ်လိုမိတ်တာလဲဆိုရင် ဒီပရိသမေရဲ့သဘောဘုကလူတိုင်းတရနိုင်တဲ့အမေမျိုးတော်ဘိုးကဘာလို့တော့လူသားတွေစောင့်ကြည့်တဲ့အကုန်ဖန်တီးပေးတဲ့အမေမျိုးတော်တို့လူသားတွေရဲ့လောဘတွေတိတ်ပြီးတော့များလာတယ်ဒေါသတွေတိတ်ပြီးတော့များလာတယ်အိတ်တာပစ္စည်းရဲ့စိတ်ကြီးတိတ်ပြီးတော့များလာတယ်အဲ့လိုတွေများပြီးတော့လောဘတွေကြီးလာတဲ့ပစ္စည်းတွေဆိုတာတက်ပြီးတော့ယူဆောင်လာတာဖြစ်တဲ့အဲ့လိုလို့ပရိသမေတွေပျောက်သွားတယ်လို့ဆိုအကျင့်တိလပစ္စည်းချင်းကြောင့် ကိလေသာတွေထံပြောခြင်းကြောင့်ပျောက်ကွယ်သွားတယ်လို့ဆိုပြီးတဲ့မှာဒီလိုဆိုရစီ။ယောက်ျောမှာရှိနေသေးတယ်လို့ဒီလိုဆိုလို့စားတဲ့ပြည်နယ်မှာလည်လာဖို့ရဘူး။အဲ့ဒီပရိသမေကိုအတွေ့ယူပြီးတော့ခရီးပရိသမေတို့စားတဲ့ဆုံးပရိသမေတို့ဆုံးတဲ့ကကြောင့်စေပရိသမေတို့အဲ့တွေ့ယူပြီးတော့ပရိသမေဖန်ပြီးတာကုသိုလ်လုပ်ခဲ့တဲ့ဘဝဆက်ဆက်ဆောင်ရွက်ချမ်းသာရတဲ့ပတိတော်ပေါ့။ကပ္ပရုခိယပတိတဲ့ ။ဆာရမရဒိဋ္ဌတဘဂဝါတောဥပဒိဋ္ဌတသံဖို့ကဝိသိတသုတိလကိတောကပ္ပရကတပိတဟံတိဗန္နကဘာတိပြန်ပြီးတော့တို့ဒီကိုရောက်နေတဲ့ကဘာပတ္တကဘာနော်ဗန္နကဘာတိပြန်ပြီးတော့ရှိမယ်ဆိုရင်တဲ့ကုဇေနဲ့ဒီကဘာတာရကဘာမန္တကဘာပတ္တကဘာစသည်စသည်စသည်ဖြင့်ကဘာရှိတယ်ပေါ့နော်ဒီပတ္တကဘာမှာ တရား၄စုဖွင့်ပြီးသွားပြီနောက်တစ်စုဖွင့်အောင်မယ်နောက်တစ်စုကဘယ်ဘုရားလဲဆိုတော့လူများအလုံးကြည့်တယ်နော်ဘာဘုရားလဲလဲအရိမတိယမြတ်စွာဘုရားစပယ်စေဒီယုံဒီယုံစာတွင်လည်းအကြံအိုက်ပါပြီးမာလိခင်မပန်းတိုင်းလို့မှန်းပြိုင်ခဲ့ကြုံအပွင့်ရဲ့ကုန်းတကုန်းလို့ကြံပါသည်ပန်းရင်သူခင်ခင်လေးအကြောင်းမြအောင် ကောင်းပြီးခဲ့လေ ။ဗဉ္ဇဉ်သူမြို့မောင်ကြီးရဲ့အကြောင်းမရအောင်ကောင်းခင်ခဲ့ပြီဆိုတာ။စပယ်တဲ့လေးရုံပဲ။စပယ်လေးကိုရှိတယ်တဲ့။စပယ်တဲ့လေးကိုစာတွင်းနဲ့အကြံအိုက်ပါပြီ။ပါလိခင်မပန်းထိတ်လို့ဖမ်းပြိုက်ခိုက်တယ်။ပါလိခင်တို့မောင်ကြီးတို့မမကြီးတို့မမလေးတို့မပန်းထိုက်လို့ဖမ်းပြီးပြတ်နေတဲ့အခိုက်အတန့်ကြုံနေတယ်။အပွင့်ရဲ့ကောင်တကုံတော့ကြံပါသေး။အပွင့်ကြီးကုံသွားပြီတကုံတော့ကြံသေးတယ်တဲ့။ သူမြတ်စွာဘုရားစပယ်တဲ့ပြည်ကိုပွင့်ရင်ကိုတကုံလုံးကြားမှာကြားဘုရားသူကတော့မြတ်စွာဘုရားဖွင့်ပြီးတော့ပြီသူဘာလဲကောလဲတော့ပွင့်အောင်မဲ့ဘုရားလေးစုဖွင့်ပြီးတော့ပြီလို့ပြောတယ်အပွင့်ရင်ကိုတကုံလုံးကြားမှာသည်တကုံကြံသေးတယ်ဆိုတာအရိယမေအရိမေတ္တရမြတ်စွာဘုရားဖွင့်ဖို့ကြံသေးတယ်ပဉ္စဉ်တို့ခင်ခင်ပြီးအကြောင်းပြအောင်ကောင်းပြီးတဲ့ပဉ္စဉ်တို့ပြုတ်ပေါင်းကြီးရဲ့အကြောင်းပြအောင်ကောင်းပြီးတဲ့ဘုရင်တော် လည်းစောင့်ကြည့်နေတာပါတယ်နောက်ပိုင်းတော့မသိလားမသိလားအဲ့ဒီဆိုရပါစို့ဒီဘဏ္ဍကဘာပေါ့လေဒီဘဏ္ဍကဘာဒီ94ကဘာထဲမှာတိတ္တထလို့ပြည်ကြီးတယ်မြတ်စွာဘုရားဖြစ်တော်ပေါ်ပေါက်တယ်တဲ့အဲ့ဒီအချိန်မှာအလွန်ချမ်းသာတဲ့မျိုးကောင်းသားတယောက်မြတ်စွာဘုရားရှိခိုးကြည်ညိုတဲ့သဏ္ဍာန်ဆင်းဖြစ်ပြီးတော့ဇရဏခုနှစ်ပါးနဲ့တဝါအဘောပစိုးနေဆောင်ဝဲဆောင်ပွဲရွှေနဲ့ပြုတ်လုထားတဲ့ဘေးတစ်ပိတ်မှာချီဆွဲပြီးတော့အဲ့လိုတန်းစားရင်းဆင်းပြီးတော့တူတယ်တဲ့ အဲ့ဒီပရိသေဘင်ကိုသိတတ်တဲ့မြတ်စွာဘုရားရှင်ဇီးရင်ပြန်မှာထားပြီးတော့ဥဒန်းပူဇော်လိုက်တယ်တဲ့အဲ့တော့ဆာလမသိတတ်တဲ့ဘုရားတော်သိတတ်တဲ့ဘုရားတော်ဓမ္မသတ္တတာမုကဝိသိတတုံးတိကလကိတော်ကပ္ပတော်ကသပိတိတဲ့ရံရံရံရောတုပပစ္စာမိဒေဝတံအထမာလူတံသောပယံတော်မမဒွာရံကပ္ပရခောပရိတ္တိတဲ့ဟော ဲ့အကျိုးဆက်နေတဲ့လူတန်တန်းကုန်တဲ့အခါမှာသူကလေးပုံမှာချစ်ထုံးတဲ့လက်ပြီမှဆံမြန်းတဲ့လူပြီမှကျင်လည်ရတဲ့ဒုက္ခိပုံဆိုတာကြားဖို့မကြားဘူးလေပရိသေမယ်လူတဲ့အတွက်ရံရံရောတို့မှပစ္စာပြီးဒီဝတ္တအထမလို့တာတောပယံတော်မမသာရကပ္ပဂုံခောပဋိတ္တိအဲ့လိုသူကအဲ့လိုလူတဲ့အတွက်တဲ့ ူကဲ့ရဲ့ရတိုင်းသောဆက်ရုပ်ရတိုင်းသောကျင်လျရတိုင်းသောဘဝမှာနတ်အဖြစ်လူဖြစ်ဒီလိုဖြစ်တယ်ပဲဖြစ်တယ်တဲ့ဗတိသမီးကငါ့ရဲ့အိမ်တကားမှာတင့်တဲ့လျှောက်ပတ်ပြီးတော့လာပြီးတော့တည်နေတယ်တဲ့သူ့ရဲ့အိမ်တကားမှာလာပြီးတော့ဗတိသမီးတည်နေတယ်ဒုက္ခိဆိုတာလည်းတစ်ခါမှမရောက်တော့ဒုက္ခိဆိုတဲ့စကားငရဲဆိုတဲ့စကားတိရိစ္ဆာန်ဆိုတဲ့စကားပြိတ္တာသူတွေကဆိုတဲ့စကားကြောက်မကြောက်ရောက်လည်းမရောက်ဘူး အဲ့ဒါဘာအကျိုးကျေးဇူးတော်အကြောင်းလဲဆိုရင်သူပရိသေမြေလူခဲ့တဲ့အကျိုးကျေးဇူးကြောင့်တဲ့သူပြည်မှာဖြစ်ရတဲ့အခါတိုင်းအရှိမပရိသေမြေလာပြီးပေါက်နေတယ်တဲ့သူကိုယ်တိုင်ရောသူပရိသတ်တွေမှာစားစရာတွေဝတ်စရာတွေနေစရာတွေစသည်အဲ့ဒီအတွက်ပရိသေမြေရတဲ့အသာအလေးယူလိုက်ယူခိုင်းဘလို့အဆင်ပြေရဲ့လို့ဒီလိုဆိုလို့ဇနတခါတခါရဟန်းခံတဲ့အခါတော့ဒီနေ့ဆိုရင်ဟိုရဟန်းခံတဲ့ဝိနည်းကုသိုလ်အဖြစ်ရဟန်းခံတဲ့ ပရိတ္တဆောင်ရွက်တဲ့တခါကြီးရဲ့ကုသိုလ်လဲပါတာဆိုတော့ရှင်ပြုတာယံခန္ဓာသတ္တနဲ့ဝင်တိလားရှင်ရှိခံယူတာဒါလေးကိုသွန်သွင်းတာလဲကုသိုလ်ပရိတ္တပြီးစိတ်ပြိုးတဲ့ထူထောင်တဲ့သဘောဘုလိုလဲဆိုတော့ဦးဇင်းတို့သန္တနာတော်ဒီဟူသောဗန္ဓိုက်တိကြီးတဲ့မှာကုသိုလ်ဒီဟူသောအရှင်ကိုဆက်ပြီးတော့ကုသိုလ်ဒီဟူသောအတူညံ့တဲ့ကုသိုလ်စားဆောင်ဆိုကြပါစို့ဦးဇင်းတို့မနက်မှဆိုရင်ဦးဇင်းသိက္ခာတက်ရှိတယ် ။ဒါမှလည်းဇောဘုံနာပြင်းနေဆိုလို့ဥစဉ်49ခုတည်းပြင်းမွေးနေတယ်ဆိုလို့ဥစဉ်ကိုသိကတည်းက။အဲဥစဉ်လေးတစ်ပါးကိုအရမ်းခံတယ်။ဆရာလေးတစ်ပါးကိုဆရာလေးအစ်စ်ခံယူပြီးတယ်။အဲ့လိုလုပ်ပြီးတော့ပြီဆိုလို့ရှိရင်အဲ့ဒီအလုရှင်ဟာသန္တရာတော်ဒီဟုသောဗန္ဒာကြီးရဲ့မှာကုသိုလ်ဒီဟုသောအရှင်ကိုအပ်ပြီးတော့ကုသိုလ်ဒီဟုသောဒုညောစာစတိုးအညောကိုကုသိုလ်စာဆိုဟာငါတို့ရဲ့ဦးစင်းလေးရဲ့သန္တရာပြုနေပါလားသန္တရာတော်ဒီဟုသောဗန္ဒာကြီးရဲ့မှာတော့ကုသိုလ်ဒီဟုသောအရှင်ကိုအပ်တယ် ီလိုကုသိုလ်ရဟခလိုက်တဲ့သိက္ခာသလိုက်တဲ့ဒီလိုရှင်ဝုပေးလိုက်တဲ့ဒီလိုကုသိုလ်တည်းဟုတော့အရှင်ဝါဒကုသိုလ်တည်းဟုတော့အတိုးညို့ဘလို့ကုသိုလ်စားဆောင်လဲဆိုဟောငါတို့ကုသိုလ်တရားဟောနေပါလားအရုပ်ကုသိုလ်တရားပြနေပါလားငါတို့ကုသိုလ်ပြည့်ကြည့်ရနေပါလားငါတို့ဆရာလေးပြည့်ပဋ္ဌာန်းပြုတော်နေပါလားဟောအဲ့ဒါအတိုးညို့နဲ့ကုသိုလ်စားဆောင်ဆိုနော်ကုသိုလ်တည်းဟုတော့အရှင်ကိုအပ်ပြီးတော့ကုသိုလ်တည်းဟုတော့အတိုးညို့နဲ့ကုသိုလ်စားသုံးခဲ့တော့ကုသိုလ်ပရိသတ်ပင်စီမံစေတဲ့ဘောဂရမဘိပရိသတ်ပင်စီမံခဲ့ဆိုတဲ့အစီအစဉ် ီကိုယ်ပြည်တော်ပဲစီမံကြီးရအရှင်ကိုဆက်ပြီးတော့အတူပဲခုဆွစားတော့အဲ့လိုပဲသာသနာတော်ဒီဥတော်မန္တကြီးတဲ့မှာကုသိုလ်ဒီဥတော်အရှင်ဆက်ပြီးတော့ကုသိုလ်ဒီဥတော်အတူညောင်းနဲ့ခုဆွစားတော့ဒကမကြီးတို့ဒီလရှင်လေးကြီးနော်ဟိုဒီလရှင်ပဲရောက်တယ်ဒီလရှင်တို့ကိုရင်လေးတို့ဦးစင်းတို့သူတို့တော့ဒီဘုမကုသိုလ်ရတယ်သူတို့တော့ဒီကုသိုလ်ရတယ်အဲ့လူထွက်သွားရတော့ဟောဘယ်တော့မှသာမီးရှင်းပြပေးတာ ဘရောဘသူသားလေးကိုဘရောဘသူသမီးလေးကိုငါဒီလရှင်ဝင်ပြည်တယ်ရှင်ပြုတ်ပြည်ဒီကုသိုလ်တွေကိုတော့အတုံးညောင်းနဲ့ပြန်ပြီးတော့ခုဆဆသုံးနေရတယ်။ကိုယ်နေလို့သာသနာတော်မှာရှိနေတဲ့ပုဂ္ဂိုလ်မျိုးဆိုရင်တော့ပို့ပြီးတော့အာရုံပြုလို့ကောင်းတာပေါ့နော်။ဆိုတော့ကုသိုလ်ပရိသတ်မင်းစီမံကိန်းလို့ဒီလိုဆိုတယ်။ဆောစောကမ္မရုကိယပတိယတော့သူအဲ့လိုပရိသတ်မင်းလူခဲ့တဲ့အတွက်လူပြည်မှာပြည့်ရတဲ့အခါတိုင်းအခါတိုင်းမှာအရှိမပရိသတ်မင်းကြီးတွေပေါက်ပေါက်လာတယ်တဲ့။ သူရသူမနတတေပါသာဝတ္တိသာသရာတွေဝဆရာတွေဒီဆရာတွေဟိုအဲ့ပြည်တိပဲတဲ့တားလေးယူလိုက်ဟုတ်ပဲတဲ့ဒီဘဏ္ဍကဘာမတိုင်းပြီခုနကဘာထမသူစေလာဆိုတဲ့အမည်နဲ့စကြဝဠာမင်းရှစ်ကြိမ်ဖြစ်တယ်စကြဝဠာမင်းတော်လားဖြစ်တယ်တော့ကုသိုလ်နဲ့အမှုကလည်းစင်ကြယ်ဖို့လိုတယ်တော့တာမန်လေးဆိုရင်တော့တာမန်မင်းဖြစ်ဖြစ်မှာတကယ်စေလုံးပဏိတိဟိတုဟိတတ္တကိစ္စဏိသုခတိ ို့တိတ်တန်တဲ့နေမှုတွေစားပြီးသမေစိတ်ကြီးသမန်ဖလန်သမေစိတ်ကြီးသမန်ဖလန်တကယ်စိတ်ကောင်ကိုလေးလေးနက်နက်တက်ဝင်ပြီးတော့လေးလေးနက်နက်ထိုင်အကျိုးပေးရလေးနက်နက်အကုသိုလ်ဆိုတာမျိုးလုံးနဲ့မမြင်နိုင်တဲ့အရာပဲမျိုးလုံးနဲ့မမြင်နိုင်တဲ့အရာဆိုတော့ဟိုစိတ်နဲ့ပဲခံစားပြီးတော့ပြုလုပ်ရတဲ့အရာဆိုတော့စိတ်ထဲမှာအစုံလေးသုံးပဲလောင်းလို့ပရိသမေဆိုရင်ပရိသမေတထောင်ပဲလူလူတထောင်ပဲလူလူတသိမ့်ပဲလူလူ တန်တိုင်းတည်းဆိုရင်တသိန်း၃သိန်း၁၀သိန်း၁၀၀သိန်း၁၀၀ဆက်ပြီးပေါ့တော့မစွမ်းနိုင်ကြသူကြတာကြည်ရပဲလူလူတထောင်ပဲလူလူဒီစိတ်ထဲကလေးလေးနက်နက်နဲ့ထားလိုက်အကျိုးပေးပြီဆိုတော့စိတ်ထဲကအတိုင်းအကျိုးပေးလေးနက်တယ်အကျိုးပေးကောင်းတယ်ဆိုတော့ဒီကဘာရောခိယပတိဖြစ်လာတဲ့အမျိုးသားဟာအရင်တည်းကလူတဲ့ကာလတော့စိတ်ထဲကအလွန်လေးလေးနက်နက်နဲ့ထားတယ်ဒါကြောင့်သူကဘဏ္ဍကဘာမတိုင်မီခုနကဘာထက်မှ စီလဆိုတဲ့အမည်နဲ့စကြဝဠာမြင့်ရှိတဲ့ဖြစ်ခဲ့ဘူးလေတဲ့တို့ကရမသမီးညမြတ်စွာဘုရားလက်ထက်မှာကြတော့ချမ်းသာတဲ့အမျိုးမှာတို့ဘုရားလက်ထက်ရောက်တော့ချမ်းသာတဲ့အမျိုးမှာလူလာဖြစ်တဲ့လူချမ်းသာလူစည်းစိမ်နဲ့ခံစားရတဲ့ယရနာသုံးပေါင်းစိတ်ကတ်တဲ့ကြီးညိုတဲ့မြတ်စွာဘုရားရှင်တရားတော်တစ်ပုဒ်ကိုသူနာကြရတဲ့နာကြပြီးတော့သာသနာ့ဘောင်ဝင်နေသာသနာ့ဘောင်ဝင်ပြီးတော့ယဟန်တရားကျင့်လိုက်တယ် သိပ္ပံမိမှာပဲပရိသမီလာပတ်တတ်တဲ့ကွာတမပတ်ရှိပါငင်းချင်းချောင်းပါအဲ့ဒါတွေသိမြင်ပြီးတော့ညာနာကြည့်ရောက်သွားတယ်တဲ့ပရိသမီလူခဲ့တဲ့ကုသိုလ်ကြောင့်သာသနာတော်မှာကပ္ပရုခိယမတိလို့ကျေရှားကြောကြတယ်တဲ့အကောင်းဆုံးဆိုတဲ့အသက်ရှင်ခြင်းဆိုတဲ့အကျိုးတွေအကောင်းဆုံးဆိုတဲ့အစင်လာခြင်းဆိုတဲ့အကျိုးတွေအကောင်းဆုံးဆိုတဲ့အောင်မြင်ခြင်းတွေအစဉ်ပြေခြင်းတွေလောကီကောင်းကျိုးလောကုတ္တရာကောင်းကျိုးကိုခွန်လို့ရတယ် အဲ့ဒါရဲ့အပြင်သူလူချင်းဆုံးဆိုတော့ပရိသမိတာပတ္တသောပရိသမိတာစတ္တသောဝိမောကောပိသအတိပိသမပညာသစ္စကတာကတံဘုဒ္ဓတာသာနံတတယရဏတံပန္နစကဝုတိမဟာပာဒီလိုအကျိုးလေးလည်းရတယ်နောက်ဆုံးတော့ပရိသမိတာပတ္တတဲ့ကွာ ရဟနာပုဂ္ဂိုလ်ကြီးဖြစ်တဲ့ဝိမောကောမိသသမာပတ်ရှင်ပါးနဲ့ပြည့်စုံတဲ့အမေကြီးချမ်းမွမ်းတဲ့ပြည့်စုံတဲ့နောက်ဆုံးဦးဇင်းတို့အလုံးကြိုက်တဲ့သူသူကိုယ်တိုင်ကြိုက်ဆုံးဆိုရတော့ဒီလိုရဟနာတွေပြည့်စုံတဲ့အပြင်ရဟနာဘိညာဉ်တွေပြိတ္တပိတာပတ်တတ်တဲ့တကွာရဟနာတွေဖြစ်တဲ့အပြင်ကတံဘုဒ္ဓတသာသနံဘုဒ္ဓတဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာသာသနာတော်မှာသာသနာတော်ရဲ့အဆုံးအမတွေအားလုံးကတံလွတ်ပြီးပြီးကျင့်ပြီးပြီး အကောင်းဆုံးအကျိုးရတယ်လားဆိုတော့တိတ်ထန်နေနေမှုတွေစာပြီးတမင်းစိတ်တွေတမန်ဖလန်စိတ်ကနေအရင်တမင်းလူလာပဲဖြစ်ဖြစ်ဆုံးလူလာပဲဖြစ်ဖြစ်အတရားအထွတ်လာပဲဖြစ်ဖြစ်ကိုလုံးတဲ့အရာလေးပေါ့တော့ဘာလေးပဲဖြစ်ဖြစ်စိတ်ကြီးကငါးနှစ်မိနစ်ပဲလုံးနိုင်လုံးနိုင်ဆယ်မိနစ်ပဲလုံးနိုင်လုံးနိုင်လုံးနိုင် တဏှာရဲ့လုံနိုင်လုံနိုင်တရားပဲလုံနိုင်တယ်ဘလို့ပဲအဲ့လုံတဲ့ကာလမှာစိတ်ထဲစိတ်နဲ့နဲ့ထားပြီးတယ်လင်းလင်းနဲ့နဲ့တကယ်ကျိုးစားကြည့်တကယ်လုံလုံကြည့်အကျိုးမေးလင်းတဲ့တည်းအဆိုစိတ်ထဲကအတိုင်းအကျိုးမေးလင်းတဲ့ကိုယ့်ရဲ့စိတ်တိုင်းကျိုးမေးဘဝဆိုတော့ကိုယ့်ရဲ့စိတ်စေတနာတိုင်းကျိုးမေးတာနော်ဘဝဆိုတော့ကိုယ့်ရဲ့စိတ်နဲ့ဆိုင်တဲ့ဘဝကိုပဲရတာနော်ကျိုးစိတ်ညံ့ရင်ကျိုးမေးညံ့တော့ကျိုးစိတ်ကောင်းရင်ကျိုးမေးကောင်းပြီနော် အဲတချို့စိတ်ကောင်းမှရတဲ့အကျိုးဝင်ညံ့နေတာရှိတယ်။ဘာဖြစ်လို့လဲ။အခုပစ္စုပန်ကံညံ့နေတယ်လို့အတိတ်ကံဝင်ပြီးတော့အတိတ်မကောင်းကဝင်ချူခင်းနေလို့ပစ္စုပန်ကောင်းကံညံ့နေတယ်လို့တခါတခါကျတော့ကောင်းမှရတဲ့မကောင်းချူပေးနေတာရှိတယ်။အခုပစ္စုပန်ကောင်းကံညံ့နေတယ်လို့အတိတ်မကောင်းကဝင်ချူပေးနေတယ်လို့တခါတခါကျတော့မကောင်းမှပဲနဲ့ကောင်းချူပေးနေတာရှိတယ်။ကောင်းမှရတဲ့မကောင်းချူပေးနေတာရှိတယ်။အတိတ်ကံနဲ့ပစ္စုပန်ဆက်ကိုကြည့်ယူရတယ်တဲ့။ အဲ့အတိတ်မကောင်းကံနဲ့ပြစ္ဆုတ်ကံမကောင်းကံအကျိုးမပေးအောင်အတိတ်ကောင်းကံနဲ့ပြစ္ဆုတ်ကံကောင်းကံကိုပြီးတော့အကျိုးပေးကောင်းဉာဏ်ဝရိယနဲ့တွဲပြီးတော့လုံးလုံးလို့ဒီလိုဆိုရစ်နော်ဉာဏ်ရဲ့အတိတ်ဒီဝရိယနဲ့တွဲပြီးတော့လုံးလုံးလောကီမှာပဲဖြစ်ဖြစ်လောကုထာမှာပဲဖြစ်ဖြစ်ကုသိုလ်လုပ်တာပဲဖြစ်ဖြစ်စီဝါဆောင်ရတာပဲဖြစ်ဖြစ်ဒီလိုဆောင်ရမယ်ဆိုရင်လောကီကောင်းကျိုးလောကုထာကောင်းကျိုးအထူးရတယ်တို့တော်ကောင်းများပြည့်စုံလာပဲဖြစ်ဖြစ် ဒီနေ့ဆိုရင်သုံးသူလာပဲဖြစ်ဖြစ်သုံးပရိသမေသူလာပဲဖြစ်ဖြစ်ရှင်ပြုလာပဲဖြစ်ဖြစ်ရဟန်းကလူလာပဲဖြစ်ဖြစ်သာသနာ့လူဝင်သီလရှင်ဖြစ်ခံယူလာပဲဖြစ်ဖြစ်ကတိကင်းလာပဲဖြစ်ဖြစ်တိတ်တန်တဲ့ဒေဝရေစာပြီးသမေစိတ်တွေသမဖလာသမေစိတ်တွေသမဖလာကိုယ့်ရဲ့စိတ်သားကမြင့်မြတ်ရင်အကျိုးကလည်းမြင့်မြတ်တယ်ကိုယ့်စိတ်သားကနေနဲ့ရင်အကျိုးမြင့်ရတယ်ကိုယ့်စိတ်သားကပေါ့ရင်အကျိုးမြင့်ရတယ်ပေါ့တယ် စိတ်ဓာတ်လေးလေးနဲ့နဲ့ထားပြီးတော့ကုသိုလ်ကောင်းမှုလုပ်တိုင်းစိတ်ဓာတ်လေးလေးနဲ့နဲ့ထားပြီးတော့ကြိုးစားအဲ့ဒါဆိုရင်ကပ္ပရုခိယဆိုတဲ့ပတိရတဲ့ကတံဘုဒ္ဓတာသာသနာဆိုတာဖြစ်မဲ့ဘုဒ္ဓတာအစွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာအစမကိုကတံထုတ်ပြီးကျင့်ပြီးတို့အလုံးကျင့်စဲမှာဤကျင့်ပြီးတည်ရအောင်ကြိုးစားတော့နော်ကြိုးစားကြတဲ့ဖြင့်ဒီဘဝဒီယောဒီခန္ဓာဖြင့်

ညိနာမြလသောသဗ္ဗတဝါပေါင်းစွာသောအလံသာတယံတပိဒါပေါင်းတရာကောင်းတို့သည်ဘုပ္ပကံမိဘယုံကြောင်းဤကောင်းဟုတ်တဲ့ဝိကံလတော်လည်းလည်းယုံလည်းစွာခြင်းဆိုင်တဲ့ကိုဥပိစ္စတဝါဆုံးဆောင်ဖြစ်ခြင်း၏ဘုပ္ပကံမိဘယုံကြောင်းဤကောင်းဖြစ်တဲ့ဖြစ်ခြင်းတဲ့ခိမံမှုဆုံးဖြောင်းပြောင်းမမယံတို့၌ပေါ်တရားဝါစီကောင်းတည်း အိနေတကပြတော်တရားဟောစဉ်ယအကဇေယောနာမတဘောဇလုတိလည်းပဲကုမေကံနိဗ္ဗာန်ယောကျောင်းဦးကောင်းဟုတ်တဲ့ဝိကံရသောဉာဏ်သည်ယံလဆုံးခြင်းဆိုခြင်းတူဝိဝိစ္စတဝါရှောင်ရှောင်ပင်ကြည်၏သူပေကံနိဗ္ဗာန်ယောကျောင်းဦးကောင်းဖြစ်တဲ့ဘုရင်ရှိတဲ့ဒီမှာကိုဆုံးကြောင်းကြောင်းပန်းပန်းသူမေကံကော အလုရှင်လူပါများတဲ့လူဟာအာလောသောတရားတန်ပြိဒံအပေါင်းတရာကောင်းတို့ကိုနိဗ္ဗာန်ရောက်ကြောင်းဖြစ်ကောင်းကိုကောင်းပေါ်စွာပို့ဆောင်ပေးတိုင်၍တရားတော်ကိုယောင်ကြဆွမ်းဆောင်ဖန်တဲ့ဥစဉ်ကိုယ်ကလည်းနိဗ္ဗာန်ရောက်ကြောင်းဖြစ်ကောင်းကိုကောင်းစွာလည်ပွားနိုင်တဲ့ပုဂ္ဂိုလ်သည်ဘဝေပွေရန်ကောင်းစွာမသိဖြစ်ရပါစေကောင်းတည်း